မြန်မာနိုင်ငံမှာငလင်ထက်လုံမလုံနမိတ်ဖက်လိုက်တဲ့မိုင်းဖုံးစီရတော့ပြည်သူများလုံးမင်္ဂလာပါရှင်ဘာမီစနောင်းကနေပြန်လဲကြိုးစိုးလိုက်ပါတယ်အခုချိန်မှာမြန်မာပြည်ကလူတွေတည်ကျဉ်စိမ့်တဲ့အကြောင်းလန်နေရာကတော့ ငလင်ထက်လို့မလားဆိုတာပါပဲအခုတော့မိုင်းဖုန်းဆရာတော်ကမြန်မာနိုင်ငံငလင်ထက်လို့မလားမလုပ်ဘူးလားဆိုတာကိုကြိုတင်နမိတ်ဖတ်လိုက်ပါတယ်အားလုံးသိကြတဲ့အတိုင်းမိုင်းဖုန်းဆရာတော်ဆိုတာကဒီလသမားလေးနဲ့ပြည်စုံပြီးတော့ဂူအောင်တရားကျင့်ကြံကတကူကြီးတဲ့ဆရာတော်တစ်ပါးဖြစ်ပါတယ်မိုင်းဖုန်းဆရာတော်ကရှမ်းဆရာတော်တစ်ပါးဖြစ်တာကြောင့်သူ့ရဲ့ပုံစံကပြည်မကဆရာတော်ကြီးရင်းနဲ့မတူပဲထူးခြားပါတယ်တကူသိသိကြီးမာပြီးတော့ရှမ်းပြည်တပီလုံးကလည်းကိုးကွယ်ကြပါတယ်ဆရာတော်ကြီးဟာပုံမှန်ဆိုရင်လူတွေနဲ့နီးနီးကပ်ကပ်မနေပဲဂူထဲမှာတရားအားထုတ်လေးရှိပါတယ် ဆရာတော်ဟာဂူအောင်တရားအထုတ်နေရကနေပြန်ထွက်လာတဲ့အချိန်မှာတာမန်လူတွေအနာဂတ်တာကိုမကြိုက်ပါဘူး။ဘိုင်းဖုံးဆရာတော်ဖျားကြီးကရာသက်ပံတသက်လို့ဖြစ်ပြီးတော့တဘာတဲ့ဂူအောင်တက်တာကြောင့်တော်ယုံအနန္တက်ကိုအနီးကပ်မခံစားနိုင်ပါဘူး။ ပရိသတ်တွေကရဲတောက်ထားတဲ့သူ၊စလိတ်တောက်ထားတဲ့သူ၊ကွန်စားနေတဲ့သူ၊အသားကြီးငါးကြီးစားထားတဲ့သူ၊နီနီကကရှိလာလို့ရှိရင်ဆရာတော်ကြီးကချက်ချင်းသိပါရယ်။အဲ့ဒီလိုကြုံလာခဲ့ရင်အဲ့ဒီနေရာကနေချက်ချင်းပြန်ကြွားသွားတတ်ပါရယ်။ဒါကြောင့်ဆရာတော်ကြီးရဲ့အထွန်းခွင့်ပြုချက်ရထားတဲ့သူတွေကလွဲရင်ဆရာတော်ကြီးရဲ့အနာကိုကတ်တာထိတွေ့တာလုံးဝလုပ်လို့မရပါဘူး။ဒါကြောင့်မိုင်းမုန်းဆရာတော်ကြီးကဒီလောက်ထိတကူကြည့်ပါရယ်။ ိုင်မုံဆရာတော်ကြီးကမြန်မာနိုင်ငံမှာငလင်ထက်လုံးမဲ့အကြောင်းနဲ့ပတ်သက်လို့နမိတ်စကားတစ်ခုဟောကြားလိုက်ပါတယ်။တဘာဝဘေးရန်ရဲ့ကက်ဆိုးကြီးကြောက်နေတဲ့မြန်မာနိုင်ငံမှာနောက်ထပ်ဘေးရန်ရဲ့မကြောက်စေဖို့အတွက်ရှမ်းပြည်နယ်ကနေပြည်မဖြစ်တဲ့မန္တလေးနေပြည်တော်ရန်ကုန်စတဲ့မြို့ကြီးတွေကိုခရီးကြွားချီပြီးတော့ဓမ္မဆက်စီနဲ့ကပေးနေရဖြစ်ပါတယ်။ဒီလိုမျိုးမိုင်မုံဆရာတော်ကြီးအနေနဲ့ခုနှစ်သားသမီးတွေကိုကယ်တင်ဖို့အတွက်နတ်မြမာတွေကပင့်ဖိတ်တာဖြစ်တယ်လို့လည်းသိရပါတယ်။ အခုကမှတော့မိုင်းဖုံးစီရော်ဘုရားကြီးကမြန်မာနိုင်ငံမှာငလင်ပေးနဲ့ပတ်သက်ပြီးမိန့်ကြားလိုက်ပါတယ်။မိုင်းဖုံးစီရော်ကလက်တလုံးမှာနောက်ဆက်တွဲမြင်းငလင်တွေထပ်လှူရှားနေပေမဲ့မကြခင်နှစ်ပေါင်းများစွာကြာတဲ့အထိမြန်မာနိုင်ငံသူနိုင်ငံသားတွေအနေနဲ့ငလင်အနေရကိုထပ်မံကြားရောက်ဖို့မရှိတော့တာကြောင့်စိတ်အေးချမ်းသာစွာနေနိုင်ပြီလို့လည်းမိုင်းဖုံးစီရော်ကြီးကဟောကြားထားပါတယ်။မိုင်းဖုံးစီရော်ကြီးကသူကိုယ်တိုင်ကမြန်မာပြည်သူတွေဘေးအန္တရာယ်ကင်းရှင်းစေဖို့စွတ်တောင်းမြတ်တာပို့သထားကြောင်းပြောခဲ့ရပါ။ဒါကြောင့်မြန်မာနိုင်ငံသူနိုင်ငံသားတွေအနေနဲ့စိတ်ချမ်း ်းသာစွာနေနိုင်ကြောင်းပြောခဲ့ပါတယ်။မိုင်းဖုံးဆရာတော်ဘုရားကြီးကအခုချိန်မှာမြန်မာနိုင်ငံရဲ့မြို့ကြီးတွေကိုအပူဇော်ခံကြွားချီနေပါတယ်။တထေကြီးတွေကလည်းနဝကာမအဝိတ္ထုငွေတွေကိုလှူဒန်းနေကြတာပါ။ဒါပေမဲ့လည်းမိုင်းဖုံးဆရာတော်ကြီးကမယူဘဲနဲ့ငလင်ထန်သိမ့်ပြည်သူတွေကိုပြန်လည်လှူဒန်းနေခဲ့ပါတယ်။ဒီဗီဒီယိုကိုကြည့်ရှုနေကြတဲ့ပရိသတ်တွေကရောမြန်မာနိုင်ငံမှာငလင်ကြီးကြီးမားမားထမ်းမလို့တော့ဘူးလို့ပြောခဲ့တယ်။မိုင်းဖုံးဆရာတော်ဘုရားကြီးရဲ့ဟောကြားမှုကိုဘယ်လိုထင်လဲဆိုတာပြောသွားခဲ့ကြပါအောင်ရှင်။အဆုံးထိကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။